မြင့်မြတ်သောကထိန်တရားဒေသနာတော်တရားကောင်းစဉ်ကို မြင့်မြတ်သော ကထိန်လို့နာမည်ပေးထားတယ်ကထိန်သင်္ကန်းအလူကိုမြင့်မြတ်သော အလူလို့မြင့်မြတ်သော သင်္ကန်းအလူလို့ဒီလိုပြောကြတယ် ကျမ်းဂန်ထဲမှာကတိနာစီဝရနာမအတိဥက္ကဋ္ဌဆိုတာကျမ်းဂန်ထဲမှာရှိတယ်ကတိန်သင်္ကန်းဆိုတာအလွန်မြင့်မြတ်တဲ့သင်္ကန်းဖြစ်ရမယ်အဲ့ဒါကအကြောင်းရှိတယ်ကတိန်သင်္ကန်းကိုဘာဖြစ်လို့မြင့်မြတ်တဲ့ ပင်ကံလို့ပြောတာလေရိုးရိုးမြင့်မြတ်တာ မဟုတ်ဘူးအတိဥက္ကဋ္ဌအလွန်မြင့်မြတ်တယ်ဥက္ကဋ္ဌဆိုတာမြင့်မြတ်တယ်အတိဆိုတော့အလွန်အလွန်မြင့်မြတ်တဲ့သင်္ကန်းဇာဘေထဲမှာကထိန်သင်္ကန်းနဲ့ဆက်ပြီးတော့ တန်ဃာတို့များဘက်ကလိုက်နာရမယ်အပိုင်းတက္ကရာကမတို့လိုက်နာရမယ်အပိုင်းကိုပြောထားတယ်။ခြေဥစွာတန်ဃာတို့များရဲ့အခန့်ကဏ္ဍကိုပြောကြရအောင်။ဘာဖြစ်လို့ဒီကထိန်သင်္ကန်းကမြင့်မြတ်တယ်လဲဆိုတော့ကထိန်သင်္ကန်းသည်အာကာသတောဩဋ္ဌိဏသရီတာမေဝဆို ကောင်းကင်ကကြလာတဲ့အဝတ်နဲ့တူရမယ်ဆိုလိုတာကသူ့အလိုလိုဖြစ်တဲ့သင်္ကန်းဖြစ်ရမယ်သူ့လိုလိုဖြစ်တဲ့သင်္ကန်းဖြစ်ရမယ်မိုးဘွားအနေကြလာတယ်လို့မျိုးသူ့လိုလိုဖြစ်ရမယ်အရင်နမိတ်ပြလို့မရဘူးပရိယေစကားပြောလို့မရဘူးတောင်းလို့မရဘူ ကိုအမေဖြစ်ပါစေယဟန်တက္ကရကမတွေဖြစ်ပါစေတောင်းတက္ကရကမတွေဖြစ်ပါစေပစ္စည်းလေးပါတက္ကရကမတွေဖြစ်ပါစေမပြောကောင်းဘူးအာဦးဇင်းတို့ကျောင်းမှာကထိန်လူရှင် မရှိသေးဘူးတက္ကကြီးတို့ကထိန်ခင်းမှာလားမပြောရဘူးဆက်မပြောရဘူးပစ္စည်းလေးပါတက္ကရကမဖြစ်ပါစေမပြောရဘူးကိုအမေအရင်ခောက်ခောက်တောင်မှ အာမေတော်ကြီးဒီနေ့ကြောင်းမှာကထင်ခင်းပါလားမပြောရအောင်တခြားအချိန်မှာဆိုလို့ရှိရင်တော့ပြောလို့ရတယ်မိမိဆွေမျိုးတွေပစ္စည်းလေးပါအလူခံဖို့ဖိတ်ထားတဲ့တရားကမတွေပြောပြလို့ရတယ်ကိုယ်အလိုရှိတာကိုအလူခံလို့ရတယ်တောင်းလို့ရတယ်ဒါပေမဲ့ကထင်ကြတော့ပြောလို့ကိုမရတာ အမေအရင်တော့မှပြောမရဘူးဆိုတော့တခြားပုဂ္ဂိုလ်ဆိုရင်ပြောစရာမလိုတော့ဘူးပေါ့ဒါကြောင့်အတိဥက္ကဋ္ဌအလွန်မြင့်မြတ်တဲ့ကတိဘု து ပယောဂမှာမပါဘူးဘု து ပယောဂဆိုတာဘုန်းကြီးပယောဂမှာပါဘူးလို့ပြောတာဘုန်းကြီးပယောဂမှာပါစရာပရိယနဲ့လည်းမပြောရဘူးဟာဒကာကြီးကတိဆိုတာအမြတ်တာနော်ကတိဆိုတာအတော်မြတ်တယ်ဒကာကြီးတို့ကတိ လှူတဲ့နဲ့တခိုင်းလှူရင် ကုသိုလ်တွေအများကြီးရမှာမပြောရဘူးပဋိန်လှူခြင်းလာအောင်လို့ဆွဲတရားမဟောကောင်းဘူးတက္ကရာကမတို့တတိပြုနော်အသိဉာဏ်နဲ့တဲ့တက္ကရာကမတွေကအဲ့လိုဆွဲတရားတွေဟောရင်အဟုတ်အောက်မေ့နေတတ်တယ်ယဟန်ဆိုတာအဲ့လိုမျိုးဆွဲတရားတွေမဟောရဘူးလှူခြင်းလာအောင်ဆွဲတရားမဟောရဘူးအာကထိန်ဆိုတာမြတ်တယ် တခါကြီးတို့လူသိနေကထိန်လူရင်အကျိုးများတယ်ကုသိုလ်တွေအများကြီးရမှာနော်လို့အဲ့လိုပရိယေကထာမပြောရဘူးနော်တော့နိမိတ်ဆိုတာရှိသေးတယ်ဟာတခါကြီးဒီအဝတ်ကလေးကကောင်းတယ်နူးညံ့နေတာပဲဒီသင်္ကန်းနဲ့သာဒီပိဿနဲ့သာကထိန်ခန့်လိုက်ရရင်ကောင်းမှာပဲလို့အရေးနိမိတ်ပြတာနော်ဒီအဝတ်နဲ့ကထိန်ခင်းရရင်ကောင်းမှာပဲလို့အရေးနိမိတ်တွေမပြရအောင် ဟာဒီအဝတ်နဲ့ကထင်ခင်းမယ်လို့ဒါနဲ့ကထင်ခင်းတင်တယ်လို့မပြောရဘူးเนาะဒါကြောင့်မိုးကြကထင်းလို့ပြောကြရတာကိုเนาะတချို့ကမိုးကြကထင်းဆိုရင်အတိပဲတမျိုးယူကြတယ်မိုးကြကထင်းဆိုတာကထင်းအားလုံးပဲเนาะကထင်းအားလုံးဒီမိုးကြကထင်းဖြစ်ရမှာကြည်ပဲဘာဖြစ်လို့မိုးကြကထင်းခေါ်တယ်လဲမင်းဖုန်ကြီးပယောကမပါစီရအောင်တိုက်ရိုက်တော့၎င်း တဲဝါရည်တော်၎င်းလုံးဝမပါစေရဘူး။ဘုန်းကြီးဘုရားကပါသွားလို့ရှိရင်အဲ့ဒါမအပ်စတော့ကထိန်သင်္ကန်းမဖြစ်တော့နော်ကထိန်သင်္ကန်းမဖြစ်တော့ဘုန်းကြီးပြောလို့လူရပါတယ်ဆိုရင်အဲ့ဒါမြင့်မြတ်တဲ့ကထိန်သင်္ကန်းအလှမဖြစ်တော့ဘူးပေါ့ဒါဘုန်းကြီးဘက်ကလိုက်နာစရာအပိုင်းပဲနော်ဒါဘုန်းကြီးဒီတိုက်ရိုက်ဖြစ်စေတဲဝါရည်ဖြစ်စေ တဂရဂမတွေသင်္ကန်းလှူအောင်ကထင်းသင်္ကန်းလှူအောင်မပြောရဘူးလို့နားလည်ကြမှာဖြစ်တယ်အဲ့ဒါကြောင့်ကထင်းသင်္ကန်းကိုအလွန်မြင့်မြတ်တဲ့ကထင်းလို့ပြောတာကထိနဇေဝရဏနာမအတိဥက္ကဋ္ဌအလွန်မြင့်မြတ်တဲ့ကထိန်သင်္ကန်းဆိုတာဘုံကြီးပယောကမပါဘူးလို့ဆိုလိုတယ်။ဘုံကြီးပယောကမပေါလုံးဝမပေါ။တိုက်ရိုက်လည်းမပြောနဲ့။တွေဝိုက်လည်းမပြောနဲ့။အဲကြောင့် ကျိုးတကာကမှတည်းလာလျှောက်ကြတာရှိတယ်ရှင်မြတ်ဒီလိုတို့နေတွေကိုခကြီးသွားတဲ့အခါချို့ဘုန်းကြီးတွေကပြောတယ်တကာကြီးဒီနေ့ကျိုးတို့ကြောင့်ကထိန်မရသေးဘူးဒါမျိုးတွေတွယ်ဝိုက်ပြောတယ်ပေါ့နော်ကျိုးတို့ကြောင့်ကထိန်မရသေးဘူးကိုကမေးလို့ပြောတယ်ဆိုရင်တော့ပြောကောင်းတယ်ပေါ့သူကရှင်မြတ်တို့ကြောင့်ကထိန်ရှင်ရှိပြီလားဖရာလို့မေးရင်တော့ပြောလို့ရတယ်ပေါ့ မမေးသေးဘူးเนาะကျုပ်တို့ကြောင့်ကထိန်လူရှင်မရှိသေးဘူးခင်ဗျားတို့ခင်မလားဒါမျိုးတွေမပြောရဘူးပေါ့အဲ့လိုပြောလို့မိမိတို့ကသွားခင်လိုက်လို့ရှင်လေမြင့်မြတ်တဲ့ကထိန်သင်ငယ်မဖြစ်တော့ဘူးပေါ့ဘုန်းကြီးပယောကပါနေတယ်နိเนาะအဲ့တော့ဘုန်းကြီးကခိုင်းလို့เนาะဘုန်းကြီးကတောင်းဆိုလို့ဘုန်းကြီးကမိန်လို့ကထိန်ခင်းရပါလေဆိုရင်အဲ့ဒါလေမြင့်မြတ်တဲ့ ကထိန်သင်္ကန်းအလူမဖြစ်တော့ဘူးပေါ့နော်ဒါကြောင့်စာပေထဲမှာကတိနာဇေရနာမအတိဥက္ကဋ္ဌဝတ္တိဆိုတာကထိန်သင်္ကန်းဆိုတာအလွန်မြင့်မြတ်တဲ့သင်္ကန်းဖြစ်တဲ့လေဒါကြောင့်မာဒရံပိဝိညာပေတုံနဝတ္တိကိုအမေအရင်ခောက်ခောက်ကိုတော်မှမပြောမိစေနဲ့အမေအရင်ကတော့မှပြောခွင့်မပေးထားဘူးဒါကြောင့်မိုးကြကတိန်ဖြစ်ရတယ်လို့ဆိုလိုတယ် เนาะတက္ကရာကမတို့တတိပြုစရာဖြစ်တယ်ကိုယ်မှာ knowledge မရှိတဲ့အခါမှာဘူသူတာမရှိတဲ့အခါမှာသူများလိန်နာခံရတတ်တယ်ဒါလို့မြန်မာလူမျိုးတွေကဘာသာရေးနဲ့ချင်းချောင်းရင်ကြောက်တတ်တယ်ဘာသာရေးနဲ့လိန်ရင်လိန်လို့ကောင်းတဲ့လူမျိုးတွေဖြစ်နေတတ်တယ်တတိပြုရမှာဖြစ်တယ်เนาะဒါကြောင့်မအားကြစေနဲ့တရားတွေများများနာစာတွေများများဖတ်ပါ မဟုတ်ရင်အလင်ခရတတ်ပါလေသူတပြင်းဘာသာရေးနဲ့အလင်ခရတတ်တဲ့တတိပြုကြเนาะဤကောင်းမီဓာကတန်ဃာတော်မဲ့အများရဲ့အပိုင်းခန္ဓာနောက်ဒဂရဂမရုရဲ့ခန္ဓာဒဂရဂမရုရဲ့ခန္ဓာကကြတော့တန်ဃာကို အာယုံပြုရမှာဖြစ်တယ်ဒါကြောင့်မြင့်မြတ်တဲ့သင်္ကန်းအလှူ တခြားအချိန်မှာဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်ကိုအာယုံပြုလူတန်းလို့ရပြီမဲ့ကထိန်သင်္ကန်းမှာဆိုလို့ရှိရင်ပုဂ္ဂိုလ်ကိုအာယုံပြုလို့မရဘူးယဟန္တာအရှင်သူမြတ်ကြီးဖြစ်နေပါစေကြီးညိုလုံးလို့ယဟန္တာအရှင်သူမြတ်ကြီးကိုအာယုံပြုပြီးလူပါဤဆိုလည်းမရဘူးကထိန်သင်္ကန်းဆိုတာတန်ခါကိုအာယုံပြုမှရမယ်တန်ခါဆိုတာ တသဒနာလုံးမှာရှိတဲ့တန်ခါကိုအာယုံပြုနိုင်ဖို့ကောင်းတယ်။တကဘာလုံးရှိတန်ခါပေါ့။ယနေ့တကရကမတွေလက်ကညို့မဟာဝိဟာရအကြောင်းတိုင်မှာဝါကတဲ့တန်ခါတော်တွေကိုကထိန်သင်ငယ်လူတယ်ဆိုမှလည်းအာယုံပြုရမှာကသာသနာတစ်ခုလုံးမှာရှိတဲ့တန်ခါကိုအာယုံပြုရမှာဖြစ်တယ်။နော်။သာသနာတစ်ခုလုံးမှာရှိတဲ့တန်ခါအကုန်ကိုအာယုံပြုမှန်းဒီနေရာအနေအချင်းတော့လက်ကုမျိုးမဟာဝိရာကျောင်းတိုက်လို့ဆိုပေမဲ့ အလူခံပုဂ္ဂိုလ်ဒီဒီတန်ခါတွေမကဘူးသာသနာတစ်ခုလုံးမှာရှိတဲ့တန်ခါဖြစ်ပါတယ်ယဟန္တာဒီလည်းပါမယ်ပောတပန်ဒီလည်းပါမယ်သကရာကအနာဂန်ဒီလည်းပါမယ်ပုရုဇဏီလည်းပါမယ်အကုန်ပါတယ်လို့မှတ်ပါအဲ့ဒါကြောင့်လည်းအတိဥက္ကဋ္ဌအလွန်မြင့်မြတ်တယ်ပေါ့တန်ခါကို အာယုံပြုရတဲ့အလူတော့ပုဂ္ဂိုလ်ကိုအာယုံပြုပြီးလူရင်ကတိသင်္ကန်းမဖြစ်ဘူးเนาะကတိသင်္ကန်းမဖြစ်ဘူးတတ္တကရကမတို့အာယုံပြုစရာတတိပြုစရာအချက်ဖြစ်တယ် ဲ့တော့အဲ့မှာမေးစရာတစ်ခုပေါ်လာတယ်ရှင်ဘုရားနော်ကထိန်သင်္ကန်းကိုသာသနာတစ်ခုလုံးမှာရှိတဲ့တန်ဃာကိုအာယုံပြုလူမယ်ဆိုရင်တက္ကပါလုံးရှိတန်ဃာကိုအာယုံပြုလူမယ်ဆိုရင်အဲ့ကထိန်သင်္ကန်းကိုတက္ကပါလုံးကိုပေးရမှာလားအာယုံပြုတာကသာသနာတစ်ခုလုံးကိုဆိုပေမဲ့တက္ကပါလုံးရှိတန်ဃာအလုံးကိုလိုက်ပေးနေစရာမလိုဘူးဝိနည်းစည်းကမ်းအရာ မျက်မှောက်တန်ခါကိုပေးရတာဖြစ်တယ်ပေါ့မျက်မှောက်တန်ခါဆိုတာလက်ရှိကိုကဒီចောင်းတိုက်မှာလှူဒန်းနေဆိုရင်ဒီចောင်းချီတန်ခါနဲ့ပဲတက်ဆိုင်တယ်ပေါ့အဲ့ဒါကိုမျက်မှောက်တန်ခါလို့ခေါ်တယ်အဲ့တော့မျက်တန်ခါတာဒီမှတန်ခါကိုလှူပါဤလို့ဆိုပေမဲ့အာယုံပြုတဲ့အခါမှာသာသနာတစ်ခုလုံးကိုအာယုံပြုလိုက်ပြီမဲ့ဝေဖန်တဲ့အခါမှာပေးတဲ့အခါကျရင်တော့မျက်မှောက်တန်ခါကိုပေးရတာဖြစ်တယ်ပေါ့ ဒါဝီနည်းရဲ့လုံထုံးလုံးဒီလို့ခေါ်တယ်အေကောင်းပြီဒါကြောင့်အလူချင်းများဘက်ကလိုက်နာစရာကပန်ကာကို အာယုံပြုကြဖို့ပါပဲရတန်ကာကို အာယုံမပြုနိုင်ဘူးဆိုရင်မိမိတို့သင်္ကန်းအလူတည်ရိုးရိုးသင်္ကန်းအလူဖြစ်သွားလိမ့်မယ်ပထိန်သင်္ကန်းအလူလုံးဝမဖြစ်ဘူးဘလောက်ပဲကထိန်ဆိုင်ဘုတ်တွေတင်တင်တန်ကာကိုအာယုံမပြုနိုင်ဘူးဆိုရင်နော်အဲ့ဒါ တိန်သင်္ကန်းအလူမဟုတ်ဘဲနဲ့တာမန်ရိုးရိုးသင်္ကန်းအလူဖြစ်သွားတယ်ပေါ့။ဒါကြောင့်ကတိန်သင်္ကန်းဆက်ကတ်တဲ့အခါမှာသာသနာတစ်ခုလုံးရှိတန်ဃာကို ကြီးမန်းပြီးတော့ဣမန်ကတိနာစီဝရာဣကတိန်သင်္ကန်းအဝတ်ကိုတန်ဃတသတ္တနာလုံးမှာရှိတဲ့တန်ဃာတော်အားဒီမှကတ်လူကြပါကုန်၏။ဒီလိုမျိုးနှုတ်ကလည်းဆိုစိတ်ကလည်းတန်ဃာကိုအာယုံမှန့်ပြီးလူရတာ အဲ့ဒါဟာတက္ကရာမတို့ရဲ့အခန်းခဏဖြစ်တယ်ပေါ့ပြီးနောက်တစ်ခုကကထိန်သင်္ကန်းကတ်လို့တဲ့သင်္ကန်းဒီဝီနီတော်နဲ့အညီအဲဆက်ဆက်ချုပ်လုပ်ထားတဲ့သင်္ကန်းလည်းဖြစ်ရမယ်ပေါ့ဟိုဘုရားလက်ထက်တုန်းကကြတော့အလူရှင်တွေက ပိဿကိုပဲလှူတာ အလူရှင်တွေကပိဿာကိုလှူတယ်။ယဟန်တော်တွေကအဲ့ဒီပိဿာကို အလူခံပြီးတော့ဓာတ်ခွဲဓာတ်ဖြက်ကိုယ့်ဟာကိုယ်ချုပ်လို့ရတယ်။ပြီးရင်ဆေးဆိုးရတယ်။ယဟန်တော်တွေနည်းနည်းတော့အလုချုပ်သွားတာ။ဒါကြောင့်ရှေးခေတ်ကအဲ့လိုပိဿာကိုလှူတဲ့အတွက်ကြောင့်သင်ငန်းချုပ်ဖို့အချိန်လိုတယ်။ဒါကြောင့်မနဲ့စောစော လှူကြတယ်ဘယ်နဲ့စောစောလှူတယ်ဆိုရင်သင်ငန်းချုပ်ဖို့အချိန်စိုးဖို့အချိန်လေးရတယ်ဘာလို့လဲဆိုတော့နေ့မကူရဘူးလေကထိန်ကဒီနေ့သင်ငန်းလှူရင်ဒီနေ့ပဲခင်းရတာနောက်တနေ့မှခင်းလို့မရဘူးရကူသွားရင်မအပ်ဆက်တော့ဘူးနေ့ကူသွားရင်မအပ်ဆက်ဘူးဒီနေ့လှူဒီနေ့ခင်းပဲအဒီနေ့ခင်းမှကြတော့ချုပ်ပြီးသားဆေးဆိုးပြီးသားတွေဖြစ်တယ်အစင်သက်ပဲပေါ့နော် ချုပ်ပြီးသားဆိုပြီးသားဖြစ်တဲ့အတွက်ကြောင့်တန်ဃာတော်များတတ်တာသွားတယ်အလွယ်တကူနဲ့ပိန်တဲဝင်ပြီးတော့ကမ္မဝါစာနဲ့ဖတ်ပြီးသင်ငန်းပေးယုံမယ်ကတိန်ခင်းယုံမယ်အေးဒါပေမဲ့အဲ့ဒီကတိန်ခင်းမဲ့သင်ငန်းဒီဝင်းနီတော်နဲ့အညီအဆက်ဆက်ချုပ်လုပ်ထားတဲ့သင်ငန်းဖြစ်ဖို့တော့လိုတယ်ပေါ့ တွေ့ကြရသင်္ကန်းနဲ့ကတိန်ခင်းလို့မရဘူးဓာခွဲဓာဖြက်လို့ခေါ်တယ်ချုပ်ရိုးတွေအကုန်လုံးကို ဖြတ်ချုပ်ထားတဲ့သင်္ကန်းဖြစ်ရမယ်ပေါ့ဆိုတော့ဓာခွဲဓာဖြက်သင်္ကန်းဖြစ်မှသာကတိန်ခင်းကောင်းတယ်ယနေ့ခေတ်တော့လူတော်တော်များလည်းသိလာကြတော့သင်္ကန်းဆိုင်တော်တော်များများကဝိနည်းတော်နဲ့အညီချုပ်လုပ်ပြီးရောင်းချလာကြတာကောင်းတယ်ကုသိုလ်လည်းရဝမ်းလည်းဝါဆိုတာမျိုးပေါ့ မိမိတို့သင်ငန်းတိုက်ကချုပ်လုပ်ထားတဲ့သင်ငန်းတွေဟာဝီနီတော်နဲ့ညီမယ်တန်ဃာတော်တွေအဲအဆက်ဆက်သုံးဆနိုင်ကြပါစေဆိုတဲ့မေတ္တာစိတ်ကလေးထားရင်မိမိတို့မှာကုသိုလ်တွေဖြစ်နေတာစီပိုင်းအရငွေကြီးယူပြီးတော့ရောင်းချရပြီမဲ့လူတန်းတဲ့သူတွေလည်းစိတ်ချမ်းသာကြပါစေတန်ဃာတော်တွေလည်းအဲအဆက်ဆက်သုံးဆနိုင်ကြပါစေဆိုတဲ့စိတ်လေးထားပြကြမယ်ဆိုရင်ကုသိုလ်တွေဖြစ်နေတာ ကြောင့်ပရိက္ခရာရောင်းချတဲ့ပုံကူတွေကအကျိုးမြတ်ထက်ဝိနည်းတော်နဲ့အဆောက်မှုကို ကြည်တင်နေပေါ့ဒါမှကုသိုလ်ရတဲ့စီးပွားရေးလို့ပြောလို့ရတယ်တန်ဃာတော်တွေအဲအဆက်ဆက်တုံ့တိုင်ကြပါစေလို့ရည်ရွယ်တဲ့လားကြောင့်ပရိက္ခရာရောင်းချတဲ့ပုံကူတွေမိမိတို့ဆိုင်မှာဝိနည်းတော်နဲ့မညီတဲ့ဥစ္စာတွေကိုမတင်သင့်ဘူးဥပမာဦးဇင်းတို့ ်တင်းပိုင်တွေဆိုလို့ရှိရင်ဂွင်းချုပ်တွေပါလေမရောတင်မှုပေါ့တချို့ဆိုင်တွေမှာနားမလဲတော့ဂွင်းချုပ်တွေပါလေရောင်းကြတာရှိတယ်လူတွေရဲ့ပစိုးနဲ့သွားတူတယ်ဘုန်းကြီးရဲ့တင်းပိုင်ဒီဂွင်းချုပ်မဖြစ်ရအောင်နော်ဂွင်းချုပ်မဖြစ်ရအောင်အဲ့တော့ဆိုင်ရလူတွေကအလွယ်တကူရောင်းချလိုက်တော့ဘုန်းကြီးတွေလည်းဝတ်ကြတာပေါ့တွေ့ရတယ်တခါတလေ ဘုန်းကြီးတွေလည်းအဲ့လိုဂွင်းချုပ်ကြီးတွေဝတ်ထားတာတွေ့တယ်။အဲ့တော့သင်ပိုင်ဒီဂွင်းချုပ်မဖြစ်ရဘူး။လူပစိုးနဲ့တူတယ်။ယဟန်အဝတ်ဒီလူအဝတ်နဲ့မတူရဘူး။အကြောင်းပရိက္ခာသင်ငန်းတွေရောင်းချတဲ့ပုံကိုယ်တွေကအဲ့လိုဂွင်းချုပ်သင်ပိုင်တွေကို မလုပ်တင်ဘူးပေါ့။နောက်တစ်ခါအန်တခိုက်ရွှေခံအင်ဂျီလို့ခေါ်ကြတယ်တကယ်တော့ကိုဘတ်ဆိုရင်တင့်တော်ပြီ အထက်မှာရွှေခံတဲ့အနေနဲ့ကိုဘက်ရောင်းချရင်တင့်တော်တယ်ကိုဘက်မဟုတ်ဘဲနဲ့အဲ့ဒီအန်တကအင်ဂျီတချို့အမျိုးသမီးတွေဝတ်တဲ့အင်ဂျီနဲ့တောင်တူသေးတယ်အဲ့တော့အတွင်းခံအင်ဂျီပုံစံမျိုးတွေချုပ်လုပ်ပြီးတော့ရောင်းချကြတာမျိုးတွေမလုံတင်မှုပေါ့ကိုစည်းဘွားအမြတ်ရဖို့အတွက်ဝီနီတော်နဲ့မညီတာတွေချုပ်လုပ်ရောင်းချကြမယ်ဆိုရင် ကုသိုလ်မရတဲ့အပြင်ကိုစေတနာဇိုးတွေပါသွားခဲ့ရင်တာသနာဖြတ်တဲ့စီဝါရီဖြစ်သွားနိုင်တယ်။တာသနာဖြတ်စီဝါရီဖြစ်သွားနိုင်တယ်။ဘာတာသနာဖြတ်မလဲဆိုတော့လိန်ခတာသနာအသွင်ကိုဖြတ်စီရရောက်တယ်ပေါ့။ရဟန်းတော်တွေရဲ့ជីညိုဘွဲအသွင်ပြင်တွေကို ဖြတ်စီရရောက်တယ်။ဒီအင်ဂျီနဲ့ရဟန်းတော်နဲ့ဘလို့မှမလိုက်ဖက်ဘူး။အဲ့တော့ရဟန်းတော်ရဲ့အသွင်ပြင်ကိုဖြတ်စီတယ်။လိန်ခတာသနာကိုဖြတ်စီရရောက်တယ်။ မိမိတို့ရဲ့စီးပွားရေးဒီတာသနာဖြတ်စီးပွားရေးမဖြစ်ရဘူးတာသနာကို supporting လုပ်နိုင်တဲ့စီးပွားရေးဖြစ်တဲ့လေပေါ့အဲကြောင့်ဝင်းချုပ်သင်းပိုင်မျိုးမလုံသင်ဘူးအန်တကိုက်အင်ဂျင်မျိုးချုပ်လို့ရောင်းချတာမဖြစ်သင်ဘူးပတိပြုစရာလေးတွေဖြစ်ပါတယ်နော်အေးကောင်းပြီအဲ့ဒီတော့နံပါတ်1အနေနဲ့တက္ကရာကမအများဘက်ကပဋိသင်္ကန်းဆက်ကလူတန်းတဲ့အခါမှာဝင်းနီတော်နဲ့အညီချုပ်လို့ထားတဲ့ သင်္ကန်းဖြစ်ဖို့လိုတယ်။နံပါတ်၁ကတန်ခါကိုအာရုံပြုရမယ်။နံပါတ်၂ကဝိနည်းတော်နဲ့အညီချုပ်လုပ်ထားတဲ့သင်္ကန်းဖြစ်ရမယ်ပေါ့။တတကာတကမရူဖက်ကဒီနေ့ခေတ်မှာသတိပြုရမယ်အချက်တွေဖြစ်တယ်။နောက်ဆရာရောတကာရောနှစ်ဦးလုံးသတိထားရမယ်အချက်ရှိသေးတယ်။အဲ့ဒါကတော့ပွဲလန်းတဲ့ပင်ပဲ။ပွဲလန်းတဲ့ပင်ဆိုတာဗုဒ္ဓအလိုတော်ကြမဟုတ်ဘူး။ ါကဥစ္စလို့အချိန်ချင်းထက်ထက်ပြောနေရတယ်ဘာပြောလို့လဲဆိုတော့မြန်မာနိုင်ငံမှာဘာသာရေးအကြောင်းပြုသာသနာရေးအကြောင်းပြုပြီးတော့ပွဲနဲ့တပင်တွေလောက်တာအလွန်များတယ်သာသနာပြုတလို့လို့နဲ့သာသနာဖြတ်နေတာအဲ့ဒါကပွဲနဲ့တပင်ဆိုတာဘယ်နည်းနဲ့မှသာသနာပြုမဖြစ်ဘူးကုသိုလ်မရဘူးဖျားပွဲအကြောင်းပြုကထိန်ပွဲအကြောင်းပြုဂုံပြုပူဇော်ပွဲအကြောင်းပြုရှင်ပြုယဟန်ကံအကြောင်းပြု ပွဲတွေကျင်းပကြတာဟာဓမ္မနဲ့လည်းမညီဘူးဝိနည်းနဲ့လည်းမညီဘူးဝိနည်းထဲမှာဆိုလို့ရှိရင်ယဟန်တော်များသည်တီဆိုတီးမုတ်ကခုံခြင်းကိုကိုယ်တိုင်လည်းမလုပ်ရဘူးသူများကိုလည်းမခမ်းရဘူးအဲ့တော့ပွဲယဟန်တော်တွေကိုယ်တိုင်ကအေးဒကာကြီးတို့ပွဲမငားကြဘူးလားဆိုင်းတွေမထဲကြဘူးလားသွားငားသွားထဲ့ မခိုင်းရအောင်အဲ့လိုဆိုရင်လူတွေကခွင့်နှောင်းငန်းရော ခွင့်မပြုရဘူးပဲအေးတကံကြီးတို့ကောင်းတယ်ငှားကြလှုပ်ကြလို့ခွင့်မပြုရအောင်လူတွေက မသိလို့လှုပ်ခဲ့ရင်တော့ဘုန်းကြီးကတားရမှာဖြစ်တယ်ပေါ့လူတွေကအသိဉာဏ်နဲကြတယ်ဘုသူတာနဲကြတယ်အကုသို့အလုတ်ကိုကုသို့အလုံးလို့ထင်းနေကြတယ်လူငယ်တဘာဝအလျောက်ပြောခြင်းပါခြင်းလဲဆိုရင်လဲဖယားဝန်းထဲမှာမလှုပ်ကြနဲ့ပေါ့ จ้าวนแท้มาบ่ลุจาแน่บ่พยาวนจ้าวนโซดาตึกๆใสๆเหงิงๆตะตะเอเอชันๆเนี่ยษาตินษาชาเตียอัธวะได้เนียริဖြစ်ပါတယ်เออพยาวนแท้มาไม่สุญญันยาวูจ้าวนแท้มาไม่สุญญันยาวูเนาะอตันชัดๆတွေဘောက်တွေရှိသမျှအကုန်ငားရမ်းပြီးတော့တခြင်းနေเนาะပါတနာတော်နဲ့လည်းဘာမှမသက်ဆိုင်တဲ့တခြင်းတွေဖွင့်နေကြတာဟာ ိုရင်လေးဦးစင်းတည်းရဲ့တမာတိကိုပြပြစေတယ်ပေါ့စဉ်းစားကြည့်လေကျောင်းဝန်းထဲမှာအတန်ဆက်ဆက်ကြီးတွေနဲ့တခြင်းတွေဖွင့်ထားမယ်ကိုဘာသာကြားတွေဒါခဏထားအောင်သေးနော်ကျောင်းဝန်းထဲမှာရှိတဲ့ကိုရင်လေးဦးစင်းတွေဘယ်နဲ့လောက်ကြမှာတော့ဒီကလေးတွေပုတုစင်လေးပဲရှိသေးတယ်လေဒီကိုရင်လေးဦးစင်းရဲ့ဦးစင်းလေးတွေဟာပုတုစင်ပဲရှိအောင်မယ်ဒီတခြင်းတန်ကြီးတွေအကျယ်ကြီးတွေနဲ့အဲ့ကိုရင်လေးဦးစင်းတွေဘယ်လိုတရားထိုင်ကြမှာတော့ဘယ်လိုစာတွေကြက်ကြမှာတော့ နော်အတန်ချက်ဆက်ကြီးအဲ့လောက်အကျယ်ကြီးဖွင့်နေကြရင်စားဘလို့ကြက်မတော့တရားတွေဘလို့အထုတ်ကြမလို့။နည်းနည်းတက္ကရာကမတို့စဉ်းစားကြည့်လေးလေးလက်နဲ့။အဲ့တော့သာသနာဝင်ဖြစ်တဲ့သာသနာတွင်သားဖြစ်တဲ့ယဟန်တန်ဃာတော်များလည်းအစိမ်းမပြေဘူး။အယူမတူဘာသာမတူတဲ့ဘာသာကြားတွေဆိုရင်ပို့တော်တော်ပို့တော်မှစိတ်ထဲမှာစနှုတ်စနှောက်ဖြစ်ကြအောင်မယ်။အဲ့တော့မြတ်စွာဘုရား ကိုယ်တိုင်ကလည်းဝိနည်းတော်အရာပွင့်တဲ့သဘင်ကိုလုံးဝခွင့်မပြုဘူး။ တုတ်တန်တရားဒေသနာတော်အရလည်းမြတ်စွာဘုရားကစုညံမှုကိုလုံးဝခွင့်မပြုဘူး။စကားပြောတာတောင်မှမြတ်စွာဘုရားကအတန်ကြဲကြဲစုစုညံညံပြောတာကိုမနှက်သက်ဘူးလက်မခံဘူး။ယနေ့ခေတ်လိုအတန်ရှက်ဆက်တွေဖွင့်ဖို့နေနေတာတာစကားအော်ကြဲအော်ကြဲပြောလို့ဆိုပြီးအရှင်သာရိပုတ္တရာနဲ့အရှင်မောကလန်တို့ရဲ့တပည့်တွေကိုမြတ်စွာဘုရားမောင်းထုတ်ဘူးတဲ့။မစိမ့်တယ်တဲ့တူတယ်လို့တောင်ဘုရားပြောဘူးတဲ့။မစိမ့်တယ်တွေငါးလူနေကြတယ်လို့ပဲစုညံစုညံစုညံလှုပ်လို့မြတ်စွာဘုရားမောင်းထုတ်ဘူးတဲ့။ အဲ့လိုစုံညံတဲ့ပုံကိုယ်တွေနဲ့ငါဖះမနေလို့ဘူးတရားဓမ္မတို့တတိပြုရမယ်လားနောက်အဘိဓမ္မာအရာကိုကြည်လိုက်တဲ့အခါကျတော့ကုသိုလ်ရသလားဆိုရဘူးအကုသိုလ်ပဲနော်အကုသိုလ်ပဲအဲ့တော့ပွဲငားတာတွေပွဲလှူတာတွေရလှူတယ်လို့ဆိုပေမဲ့ကုသိုလ်ရသွားတာမဟုတ်ဘူးနော်အဲ့ပွဲကုံကြစည်းကိုငါလှူတယ်ကွာလို့ဘယ်လောက်ပဲပြောပြောအဲ့ဒါအကုသိုလ်ပဲလှူတာမဟုတ်ဘူးအကုသိုလ်ပဲ အဲ့တော့ဝိနည်းနဲ့ကြည့်တော့လဲအာဘက်ကမလွတ်ဘူးတုတ်တန်တရားဒေသနာနဲ့ကြည့်လိုက်တော့လဲဘုရားရှင်နှိမ့်ထုံးမဲ့ကိစ္စမျိုးနော်ဘုရားရှင်နှိမ့်ထုံးခံရမဲ့ကိစ္စမျိုးဘုရားရှင်ကစုညံတာမကြိုက်ဘူးကိုဟုတ်အဘိဓမ္မာအနေနဲ့ကြည့်လိုက်တော့လဲဒါအကုသိုလ်ဖြစ်မဲ့ကိစ္စကြီးဒါကြောင့်ကထိန်ပွဲကိုအကြောင်းပြုပြီးတော့စူးစူးညံ့ညံ့နေမလုတင်ဘူးပေါ့တိတ်တိတ်ဆိတ်ဆိတ်ငိမ်ငိမ်တက်တက်နဲ့ပဲဆရာတကာလောက်ရမဲ့ကိစ္စတွေဖြစ်တယ်ပေါ့ ဒါကြောင့်မသိနားမလည်လို့တရားဒဂမတွေက ပွဲထည့်ခြင်းနဲ့ဆိုရင်တော့ဥစ္စလိုတန်ဃာတော်များဖက်ကတားမြစ်ရမှာဖြစ်တယ်အဲ့လိုပွဲအတွက်ကုန်ကြမဲ့ဇယိတ်စကားတွေကိုပရိယတ္တိသာသနာပฏิပတ္တိသာသနာတော်အတွက်လှူဒန်းပေးလိုက်မယ်ဆိုရင်ဘယ်လောက်အကျိုးများမလဲနော်ပွဲအတွက်ကုန်ကြစရိတ်ကို စာသင်တိုင်းဆိုရင်လည်းစာသင်တိုင်းမှာစာသင်သားလေးတွေလိုအပ်တဲ့ဈေးဝါးတွေစာသင်သားလေးတွေလိုအပ်တဲ့စာအုပ်စာတန်းတွေစာသင်သားလေးတွေလိုအပ်တဲ့တပိတ်သင်ခန်းပရိက္ခရာတွေလူတန်းနိုင်ဘလို့အကျိုးများမလဲအဲ့တော့သာသနာထဲကို ရောက်လာတဲ့အလူကနည်းနည်းပွဲအတွက်ကုန်ကြသွားတာကများများဖြစ်နေကြတယ်လीဒါပြုပြင်သင့်တယ်ပေါ့နော်မြန်မာနိုင်ငံမှာပြုပြင်သင့်တယ် အဲကြောင့်ဘာသာရေးကိစ္စသာသနာရေးကိစ္စအကြောင်းပြုပြီးတော့ပွဲထွက်ပွဲတွေထဲ့တဲ့အစင်နာတစ်ခုလုံးကိုပြောင်းလဲသင့်ပါပြီ။တိုင်းပြည်ကချမ်းသာနေတာမဟုတ်ဘူး။တိုင်းပြည်ကဒုက္ခရောက်နေတာတိုင်းပြည်ကဆင်းရဲနေတာ။အဲ့တော့မကုံသင့်တာတွေမကုံရအောင်ဆရာတကာညီညွတ်စွာနဲ့ဦးဇနုစ조사ဆောင်ရွက်သင့်ပါပြီ။ဝေကုံရင်ကုံတယ်လို့သာသနာမှာအကျိုးများသွားတယ်ဆိုရင်တော့ခေါင်းနာပေါ့။ ဒါကြောင့်ဦးဇင်းတို့တောင်မြို့မာကန်တော်ဆရာတော်ဘုရားကြီးကကထိန်ကိစ္စနဲ့ပတ်သက်ပြီးတော့တခါတခါမှတွေပြုပြင်စရာအချက်၃ချက်ကိုပြောတယ်။နံပါတ်၁ပွင့်လဲသဘင် လုံးဝမထည့်ပါနဲ့တဲ့။နံပါတ်၂မိမိတို့လှူဒန်းလိုက်တဲ့ PC သည်တန်ဃာတော်များအတွက်အသုံးတက်ဤမတက်ဤစဉ်းစားပါ။နံပါတ်၃ ကိုလူလိုက်တဲ့ဥစ္စာဒီပရိယတ္တိသာသနာသို့မဟုတ်ပฏิပတ္တိသာသနာတို့အတွက်အထောက်ပံ့တကယ်ဖြစ်သွားရဲ့လားဆိုတာကိုသုံးသပ်ပါဒါကထိန်ကိစ္စမှာဆရာကြီးကတက္ကရာကမဒီသုံးသပ်ဖို့အတွက်ကိုလမ်းညွှန်ချက်၃ခုပေးထားခဲ့တယ်ဒါကြောင့်ဥစ္စင်းတို့ငွေတွေအများကြီးကုန်ကြနေကြပြီမဲ့သာသနာတဲကိုစီးစင်းလာတဲ့ငွေပမာဏကနည်းပါတယ်သာသနာတဲကိုစီးစင်းလာတဲ့ငွေပမာဏကနည်းတယ် ဲ့လိုအပျော်ပါးနေပကာသနာတွေအတွက်ကုံသွားတာကပူများတယ်။ဒါကြောင့်ဦးဇင်းတို့ပကာသနာတွေမပါ။ပွန်းလန်းတပင်မပါပဲနဲ့အေးအေးချမ်းချမ်းနဲ့သာသနာရေးကိစ္စဘာသာရေးကိစ္စတွေလုပ်နိုင်အောင်စူးစမ်းသင့်ပြီလို့ဆိုလိုပါတယ်နော်။အေးကောင်းပြီ။အဲ့တော့ဒီနေ့တရားကိုပြန်ပြီးချုပ်ရရင်ကထိန်ဆိုတာဘာလို့မြင့်မြတ်တာလဲလို့မေးရင်နံပါတ်1တန်ဃာတော်များပယောကလုံးဝမပါစေရဘူး တိုက်ရိုက်ဖြစ်စေတော်ဝါရေးဖြစ်စေလုံးဝမပါစေရဘူးဒါကြောင့်မြင့်မြတ်တဲ့အထိန်သင်္ကန်းလို့ခေါ်တယ်အလူရှင်တက္ကရာမဒီဘက်ကလည်းပုဂ္ဂလိကပုဂ္ဂိုလ်ကို အာရုံမပြုဘဲနဲ့တန်ခါကိုရည်မှန်းပြီးလူရတာမို့လို့မြင့်မြတ်တဲ့ကထိန်သင်္ကန်းလို့ပြောရတာဖြစ်ပါတယ်နော်ဒါကြောင့်ဒီနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးမိမိတို့ကထိန်သင်္ကန်းအလှူသည်မြင့်မြတ်တဲ့ကထိန်သင်္ကန်းဖြစ်အောင် တန်ခါကုံကိုအာယုံပြည့်လူရမယ်လို့နားလည်သဘောပေါက်ပြီးတော့ဘယ်ကြောင်းတိုင်းမှာပဲလှူလူဘယ်မှာပဲလှူလူမြတ်စွာဘုရားအလိုတော်ကြပကာတနာမပါပွင့်လင်းသဘင်တွေမပါပဲနဲ့ပြည့်လုံနိုင်တဲ့ဒါနကုသိုလ်တွေဖြစ်အောင်ကြိုးစားအထုတ်ပြီးတော့ဘုရားဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုစီကိုစီကြိုးစားအထုတ်နိုင်ကြပါစေကုန်တည်းတာဝန်